ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်နေကြတဲ့ဗိုက်သမားအားလုံးနဲ့မင်္ဂလာပါခင်ဗျာနော်ရှင်မြမရှင်မန်းကြီးကအားပေးနေပါကျေးဇူးတင်ပါနော်စစ်တပ်ကအရင်စစ်တပ်လို့စီကံမရှိတော့ဘူးတဲ့အခုဘင်ရမလာနေဖြစ်ပေါ်ပြီတဲ့နော်အတိတ်ပြပြီးဆိုတာကအခုနောက်တစ်ခုပေါ့ဗျာစစ်တပ်အချင်းထောင်နေမှာနော်စစ်တပ်အချင်းထောင်နေတပ်ထင်းအချင်းထောင်နေမှာထုတ်ထားတဲ့သူတွေလောက်တော့မလောက်တော့ဘူးဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ စစ်တပ်မှာ24နာရီထက်ကြော်ပြီးတော့ချုပ်လို့မရချုပ်မယ်ဆိုရင်တရင်ကနေပြီးတော့တိုင်းကိုစင်းတင်ရတယ်အခုချိန်မှာအဲ့ဒီချုပ်ထဲမှာပဲเนาะဟိုတစ်ချီပေါက်နေတဲ့သူတွေရှိတယ်အေးဒါတွေကလည်းကျွန်တော်နောက်ထပ်အသေးစိတ်ပြောပါမယ်ပုံလောက်ပါခင်ဗျားတို့ဟိုအောက်ခြေကဖြစ်နေအောင်အထက်ကမတိတာเนาะအဲ့အဲ့ဒါတွေကတော်တော်ဆိုးတယ်ဗျအောက်ခြေကဖြစ်နေအောင်အထက်ကတိဖို့လိုတယ်ဗျာเนาะဆိုတော့ကျွန်တော်တို့ကလည်းခင်ဗျားတို့မတိဘူးထင်လို့ကျွန်တော်ပြောပြနေရနော် ကျွန်တော်မှမပြောရင်လည်းခင်ဗျားတို့ဘာဘယ်သူမှဘာမှတင်ပြမှာမဟုတ်ဘူးဟုတ်လားအဲ့တော့ကျန်ခံရေးပါတီဝင်တွေစစ်မှုထမ်းခိုင်းတာအဲ့ဒါမှတတ်မပြေမသိစရာလားတဲ့အထက်ကလည်းမသိလို့ဟောဗျာသိရင်သူတို့လည်းလုတ်ပေးမှာပေါ့စစ်တပ်ဆိုတာဥပဒေနဲ့စီကံနဲ့သွားတာလေဗျာခင်ဗျားတို့အဲ့လောက်ထိတော့ကျွန်တော်မပြောကြနဲ့60မိနစ်မှပင်စင်ရမှာနေတဲ့စကိုင်းနိုင်ကလေးမျိုးပါပေါ့ကျေးဇူးများကြီးတင်ပါကြီးနိုင်ငယ်ညင်းမဲ့တော့ အခင်ဗျားအဲ့ချိုးတွေပြင်အဲ့ချိုးတွေပြင်မှာခင်ဗျားတို့အခုဟိုရင်ကကျွန်တော်ပြောခဲ့ပြီးသွားတယ်ဟိုရင်ကဆိုကျွန်တော်နားလည်ပြီးလို့ရတာအစစ်မှုတမ်းဥပဒေမှာမရှိတာကနော်ဝင်တဲ့သူတွေအားလုံးကဒီလိုမျိုးအခြေအနေကြုံနေအခုကဝင်နေပြီလေအများကြီးဝင်နေပြီလေနော်တတိချာချာလာလို့တေချာလို့ကိုမောင်ဝင်ထမ်းပြီးမယ်လို့ပြောပြီးသွားပြီကျွန်တော်ဒီထက်အာမခံစရာလည်းမရှိတော့နော်နော်အဲ့တော့နားထောင်နေပါလားကျေးဇူးအများကြီးတင်ပါနော်ကျေးဇူးအများကြီးတင်ပါမင်္ဂလာပါတဲ့ မရည်နေလားဗောနော်အဲ့တော့ခင်ဗျားတို့မဟုတ်သေးဘူးဗျာနော်ဟုတ်ပြီဒီနေ့အကျွန်တော် AIRI အခြေအနေနဲ့ပြောပြသွားပြီနော်ကရင်ပြည်နယ်အခြေအနေခင်ဗျားတို့တစ်ခုလုံးမရတော့မယ်နော်တစ်ခုခုလုံးမရတော့မယ်ကရင်ပြည်နယ်မှာကျွန်တော်ပြောလို့ရှိရင်ခင်ဗျားတို့ကကျွန်တော်ကိုအဲ့ဒီကိုဘလို့ခေါ်မဲဆိုတော့ငပိငပိတွေပါစစ်တပ်တော့စစ်တပ်ကိုအားပေးနေတော့ဒီကောင်တွေနှစ်နေတာစစ်တပ်ကိုချစ်တာမဟုတ်ဘူးနော်အဘအကိုချစ်တာမဟုတ်ဘူးအဘကိုဝိုင်းနှစ်နေတယ်သူတွေအဘကောင်းကျိုးအတွက်လည်းခင်ဗျားတို့စဉ်းစားမှာမဟုတ်ဘူးနော် အကိုကချစ်တာလားနှစ်တာလားမသိဘူးဖြစ်နေမယ်အေးအဲ့ဒါငပိနေလားတမောက်နော်အကိုကတာမျိုးပြောလို့ရှိရင်မင်းတို့မယုံလို့ရှိရင်သွားကြည့်တာအဲ့နေဆက်စခန်းမှာစခန်း၃ခုပဲကျန်တော့တယ်နော်နေဆက်တကြောမှလေဝေါ်လီဩဂရထာနဲ့နောက်စခန်းတစ်ခုတော့ပဲကျန်တော့ကျန်တာအကုန်လုံးက KNU သိမ်းနေပြီ KNU သိမ်းနေတဲ့အပြင်ကိုကျန်တဲ့တက်တွေကိုပါနော်ဟိုဘလိုမှတ်တော့ချုပ်ွက်တဲ့ထဲ့နေပြီချုပ်ွက်တဲ့ထဲ့ပြီးတဲ့အပြင်စစ်တိုက်စိတ်သက်စစ်စီကြီးတွေတိုက်နေပြီအဲ့တော့အထဲမှာလဲစစ်သားချင်းချင်းကနည်းနည်းလေးဒါမျိုးကြောက်စရာတွေဖြစ်လာရင်တော့ တပုံရဲ့စစ်စင်ရဲ့အောင်မြင်သွားမယ်ခင်ဗျားတို့အဲ့လူမှုရေးဖြည့်ရှင်းနေပြီးတော့နားလည်အောင်ဗျာနော်ကမ္ဘာကြီးရဲ့ရခိုင်ပြည်ကငပလီချင်းနေပြောပါငပလီတန်တွဲဖြစ်ပါလိမ့်မယ်နော်တန်တွဲကိုကိုတနေ့ကဆော်သွားတယ်ခေါ့ဗျာလေးနဲ့ဆော်သွားတယ်လာရှုကလည်းအားပေးနေပါကမ္ဘာနဲ့အဲလာရှုကလည်းလာရှုလည်း AC ပါနော် AC ကောင်းနေပါပြီအဲကိုဇော်ဘောင်းရင်ပါထူတယ်ဆိုတော့ကျွန်တော်ကြားသိရတဲ့သတင်းပေါ့နော်ကြားသိရတဲ့သတင်းဆိုရင်တော့ကိုဇော်ဘောင်းရင်26ရက်နေ့လောက်ဆိုရင်တော့သူရုံးထုတ်မယ်တော့ကြားသိရတယ်ပေါ့နော် ဒါပေမဲ့တော့စောင့်ကြည့်ပေါ့လေနော်အဲ26နဲ့ရုံထုတ်မယ်သူကပုံမှန်ကလောလောဆယ်ပုံမှန်တစ်ခုနဲ့ပဲညှိထားသေးတယ်တစ်နှစ်ခုပေါ့နှစ်ခုအလုံးပေါင်း66ကကြီးတစ်ခုရယ်နော်905ကရယ်အကျန်တဲ့ပုံမှန်တွေကတော့မရှိဘူးလို့လောလောဆယ်အတိုင်းအတာအနေနဲ့သိရတယ်သို့ပါတော့လည်းပဲကျွန်တော်ခြေလျမ်းနေအလုံးစောင့်ကြည့်နေတဲ့အတိုင်းအတာမှာမဖြစ်လာနိုင်ဘူးလို့ပြောလို့မရဘူးကျန်တဲ့ပုံမှန်တွေကတော့သို့ပါတော့လည်းပဲမဖြစ်ဘူးလို့မျှော်လင့်နေပါဗျာနော် တောက်ပြေကပုံမတွေပေါ့ဗျာနော်ကိုယ်တော်ဝိုင်းဖမ်းကြံကြည့်ပြီးဘောကိုယ်တော်ဝိုင်းမှာကျွန်တော်ဖမ်းကြံမှာကြောက်တော့ဗျာကြောက်ပြီမဲ့လဲစစ်တက်ကိုချစ်တဲ့အတွက်ကြောင့်ပြောရမှာပေါ့ဗျာနော်ကြာကြာလေးကျွန်တော်တကားလာခေါက်နေအောင်မယ်နော်ချောလဲပြောတယ်ကျွန်တော်ဖမ်းခိုင်းနေပြီဖမ်းခိုင်းနေပြီတချို့စစ်တက်ထောက်ခံတဲ့သူတွေနော်စစ်သားတွေကျွန်တော်ဖမ်းခိုင်းနေပြီနော်အဲ့တော့ကျွန်တော်လည်းဝင်နေမှာမကြောက်ဘဲတော့နေမလားဗျာကြောက်တာပေါ့နော်နေစကန်နေကြာသွားရင်အန်ရီရရှိတာနိုင်သလားကိုမောင်းတဲ့ အနေနဲ့စကန်ကြိုင်အနေနဲ့ရှိလာနိုင်တော့ဗျာနော်အများကြီးအနေနဲ့ရှိလာနိုင်တာဗောအရေးကြီးတာဗောမြန်မာကပုံမှန်လင်းပြောလို့ရှိရင်မြန်မာနိုင်ငံစီးပွားရေးကနေနေဆက်စကန်ဒီပုံမှာပဲအဓိကနော်နေဆက်ကုန်သွယ်ရေးပုံမှာအဓိကအားကိုးနေရတာနော်နေဆက်ကုန်သွယ်ရေး10ဘီလီယံလောက်ရှိတယ်နော်အဲ့တော့10ဘီလီယံလောက်ရှိတဲ့ငွေကြေးဗောနော်ပမာဏကိုပြည့်စည်သွားမှာလေဗျာအဲ့တော့နေဆက်စကန်ဒီကအနေနဲ့ရှိတာဗောနော် မြန်မာကနောက်အုပ်စုတွေကလည်းဒီစီးပွားရေးပိတ်ဆို့ထားတယ်နော်အဲ့တော့ကုန်သွယ်ရေးအနေနဲ့က informal စီးပွားရေးပေါ်မှာအဓိကအားကိုးနေရ informal ဆိုတာကျွန်တော်တို့ဒီ new viewer regulation တွေပေါ့ new ဟိုမှဆိုတော့ regulation တွေနော်အဲ့ဒီ law တွေဟလာဒါတွေနဲ့အဓိကချုပ်ကင်ထားတဲ့စီးပွားရေးထက်စားလို့ရှိရင် informal ဆိုတဲ့ go to go ထနဲ့ဒါဘယ်လိုခေါ်မလဲဆိုတော့တရားမဝင်ပေါ့တရားမဝင်လုပ်ငန်းတွေပေါ်မှာအဓိကအားပေးနေရတဲ့လုပ်နေရတဲ့အတွက်ကြောင့်မလို့နေဆက်စီးပွားရေးကအဓိကအရေးကြီးတယ် ြန်မာနိုင်ငံမှာတကယ်ပေါ့နော်အခုသူတို့ကုန်သွယ်နိုင်ငံတကာကုန်သွယ်ရေးတွေအရေးကြီးသလိုပဲဒါအရေးကြီးကြီး50-50ဖြစ်တယ်50-50လောက်အရေးကြီးတာပေါ့နော်အဲ့တော့အဲ့တော့ကိုစောဘောကြီးအနေနဲ့ကတော့အဆနာပြောသလိုပေါ့မနက်ဖြန်တော့ရုံထုတ်မယ်လို့တော့ကျွန်တော်မျှော်လင့်ရတယ်ပေါ့နော်ဒါပေမဲ့တော့ပြောလို့တော့မရသေးဘူးပေါ့ကျွန်တော်လည်းဒါဘယ်လိုအတီးပြုတ်လို့မရနိုင်တဲ့သတင်းရက်ကွက်ကကြားသိရတာပါအကောင်းဆုံးဒီလိုကိုကြိုးစားနေပါတယ်နော် BDF တွေပဲရောက်ကုန်ပြီလေ BDF တွေပဲရောက်ကုန်လေ BDF တွေကလည်းအဲ့ဒါပဲပေါ့ခင်ဗျားတို့ရဲ့ဒီတက်ချုပ်ကမပြတ်သားတဲ့ခါကျတဘုံကအင်အားကောင်းလာတဲ့ခါကျတော့နော် BGF တွေကကိုယ့်ဘက်ပါနေ BGF တောင်မှဟိုဘက်ကိုပြန်ကတ်တဲ့ပုံစံမျိုးတွေဒီရှိကုန်တာပေါ့နော်အဲ့ဒါခင်ဗျားတို့တက်ချုပ်ကိုခင်ဗျားတို့ပြောရမှာအော်ပါလေလေအမမကန်လုံးနဲ့အာနာယူကိုချစ်တာလားအော် ပါစားလေးတွေကိုကိုသားသမီးတွေလည်းသဘောထားပြီးကိုပြောရကုန်မှာအာမှန်တာဗောဗျာကျွန်တော်စီရောက်လာစိတ်မကောင်းဘူးဗျာကျွန်တော်စာလုံးရစတယ်အတိပါလေပါစားလေးရခိုင်ကိုစပို့ခဲ့ရပါစားလေးရခိုင်စပို့လာအဲ့တည်းကျွန်တော်သိပါလေနော်ဟုတ်လွန်ခဲ့တဲ့ကျွန်တော်နာခခငါးကလေးကနော်ပါစားလေးအရင်ရောက်တာပါတနာဖို့သိကောင်းပါလေပါစားလေးကရောက်သွားတော့ပုံမှန်လည်းပြောလို့ရှိရင်ဂျီသူကြီးတန်ဆိုတာလက်နက်ကြီးတန်ဒီပါကျဲတာဟုတ် လက်နဲ့ကြည့်တာမှမသိသူတို့ကိုပြန်ပြီးတော့ကာနေရတယ်နေမဲ့ပြဿနာဖြစ်နေအဲ့ဒါလည်းတမောက်မနှက်ကလည်းကျွန်တော်စီကိုရင်းတစ်ခုကထပ်ရောက်လာပြန်တယ်အဲ့ဒါကပါစာတယောက်ကြားတယ်ပေါ့ဗျာနော်ကြားလို့စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အရာတွေပါစာတွေကြားတယ်တတော်များကြားတာစိတ်မကောင်းစရာပဲနော်အဲစစ်သားတွေတဲ့တော့တည်ကြည်တာတဲ့နော်တဝဲသားကြီးနဲ့နော် မတော်ကျကျလာလားရခိုင်မကြီးတို့ကတော့တဲ့နော်ဘီလော်ရစ်မှာတဲ့နော်အင်းစားအောင်မပြတ်ဘူးကွာလေအဲ့ဘီလော်ရစ်ကိုသူတို့သွားတာကတော့ကောင်းတဲ့လုပ်ရပါဘီလော်ရစ်ကိုသွားတာလေကျွန်တော်တို့တန်တမန်ရေး isolation မှာအထီးကျန်ထားမှုကိုရိုက်ချိုးတာပါနော်အဲ့ဒါကြောင့်မလို့တော့ဘီလော်ရစ်ကိုသွားတာကျွန်တော်တို့ဒါဥမဲအွန်လိုင်းကိုကျွန်တော်ပြောရကျွန်တော်တို့ကဥမဲအွန်လိုင်းနဲ့ပတ်သက်လာလို့ရှိရင်တက်တက်ပဲသူကောင်းတာလုပ်တယ်သူလုပ်ရတဲ့နိုင်ငံအတွက်တက်လို့တဲ့ပြည်သူတက်လား ကောင်းတယ်ဟိဆိုရင်ကျွန်တော်ကအားပေးရမှာဖြစ်တယ်အဲသူ့လောက်ရက်တွေကဘာမှမဆိုနိုင်ငံနဲ့တက်မလို့အတွက်ပြည်သူအတွက်ဖျက်သည်ဆိုဖျက်သည်ပုံစံကျွန်တော်ပြောခဲ့တာပဲအခုလက်ရှိဘလော့ဆိုသွားတာကတော့တိတ်ကိုကောင်းတဲ့ဒါတက်မလို့အတွက်လည်းအကျိုးရှိလာနိုင်တယ်အဲနောက်တစ်ခုကနိုင်ငံစီးပွားရေးအတွက်လည်းအကျိုးရှိလာနိုင်တယ်နော်ပူးပေါင်းဆောင်ရွက်မှုတွေအများကြီးလည်းအကျိုးရှိလာနိုင်တယ်တန်တမန်ရေးရမှာလည်းအကျိုးရှိလာနိုင်တယ်လို့ကျွန်တော်တို့ဘလော့ရစ်ကဲဒီဘာမှမဆိုတော့ဒီကျွန်တော်ယူရေးရှားပေါ့ နော် Eurasia Forum ပေါ့ Eurasia Forum ရဲ့ဒီကွန်ရက်ထဲကနေပြီးတော့တခြားဂျာနီနိုင်ငံတွေနဲ့တန်ကင်းတမန်ကင်းပို့ပြီးဆက်ဆံလာနိုင်မယ်အဲဒါကအဲဥမင်း online အခုအလုပ်လုပ်နေတာကကျွန်တော်တို့အားပေးထောက်ခံရမှာပါဗျာသိလားနိုင်ငံတွေလည်းကောင်းတယ်တက်မလို့တွေလည်းကောင်းတယ်အားလုံးတို့ကောင်းတယ်အလုပ်တစ်ခုလုပ်နေတာပါနော်ရွေးကောက်ပွဲဖြစ်လာနိုင်သလားကိုမောင်းတယ်ရွေးကောက်ပွဲတော့ဖြစ်မှာဖြစ်မှာဘာကြောင့်လဲဆိုတော့မဖြစ်မဖြစ်ရင်လည်းသူ့အတွက်ကမလွယ်တော့ဘူးနော်မဖြစ်ရင်လည်းသူဘယ်လိုခေါ်မလဲဆိုတော့ သူတက်ကမလွယ်တော့ဘူးဖြစ်ရင်တော့မှသူတက်အများကြီးကောင်းမယ်နော်အဲ့တော့သူရွေးကောက်ပွဲဖြစ်အောင်လုပ်ပါလိမ့်မယ်အဲ့တော့ခင်ဗျားတို့စောင့်ကြည့်လိုက်ပါအဲ့တော့အာရွေးကောက်ပွဲကသူပေါ့အပိုင်းလိုက်လုပ်ပါလိမ့်မယ်အပိုင်းလိုက်လုပ်ပြီးတော့အဲသူအနေနဲ့တခုရှိတာကဗျာဒီနိုင်ငံရေးခင်းချင်းပြဿနာတွေကိုဟိုရွေးကောက်ပွဲလုပ်လေကျွန်တော်ပြောပြပါလေစိုးရက အစိုးရသာပြောင်းသွားမယ်လူမပြောင်းဘူးခေါင်းဆောင်မပြောင်းဘူးခေါင်းဆောင်ကတော့သူပဲခေါင်းဆောင်တက်လို့မယ်လို့တော့ကျွန်တော်တို့ကသုံးသပ်တယ်အဲတချို့လည်းပြောနေကြပါလိမ့်နော်အခုဒီပေါ့အာနာထိန်းစဲကာလာမို့လို့တပုံကိုမနိုင်နေနိုင်တာပေါ့အာနာထိန်းပြီးွားလို့အစိုးအာနာပေါ့ခေါင်းမဆိုလို့ရှိရင်အဲရွေးကောက်ပွဲနဲ့အစိုးရတက်လာလို့ရှိရင်အားလုံးကိုတမလားအမိတ်နဲ့နှိမ်နှင်းလို့ရပါဆိုတော့ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါဗျာနော်ခင်ဗျားတို့စဉ်းစားကြည့်အဲ့ဒါဖြစ်နိုင်လားခင်ဗျားတို့ဒီမှာဒီမှာပြောနေရတဲ့သူတွေအားလုံးကဒီယူဆနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးကြည့်မယ်နော် ရွေးကောက်ပွဲเนาะအခုမြန်မာနိုင်ငံအခုဖြစ်နေပြဿနာတွေပေါ့ဗျာเนาะရခိုင်ပြည်ဆိုလို့ရှိရင်အသုံးမျိုးပဲကျန်တော့တယ်ဟုတ်လားရှမ်းမြောက်ဆိုလို့ရှိရင်ကတောင်ငင်းဖြစ်နေတာဟုတ်လားကချင်ပြည်နယ်ဆိုလို့ကတောင်ငင်းဖြစ်နေတယ်ကရင်ပြည်နယ်ဆိုလို့ကတောင်ငင်းဖြစ်နေတယ်เนาะပြီးလို့ရှိရင်ဒါမရရလို့ပါလို့ဆိုလို့ရှိရင်တဘုံစကန်အခုချိန်ကြီးရှိနေတော့မယ်ဟုတ်လားတန်တိုင်းကြီးရှိနေတော့မယ်နောက်ထပ်ဒဝယ်ဆိုလို့ရှိရင်စုပ်ပြတ်တနေတဲ့အခြေအနေမျိုးတွေရှိနေတယ်เนาะဒဝယ်ဆိုလို့ဒဝယ်လေးရောက်เนาะအဲ့တော့ဒီ ARV ဆိုလို့ရှိရင်အခုဂျန်သူကထိုးဖောက်ဝင်ရောက်နေတယ် ဲ့တော့ဒီအခြေအနေအားလုံးဟာတဲ့နော်စစ်တပ်ကမနိုင်နှင်းဘူးဆိုတာကတဲ့နော်ရွေးကောက်ပွဲကနေပြီးတက်လာတဲ့အစိုးရကိုစောင့်ပြီးတော့အဲ့ဒီတမရရဲ့အမိန့်နဲ့နှိမ်နှင်းမှရမယ်အဲ့ဒါကြောင့်မို့လို့မနိုင်နှင်းတာပါဆိုတာဖြစ်နိုင်လားခင်ဗျားတို့ဘယ်လောက်ထိနိုင်ငံရေးနဲ့ပတ်သက်ပြီးတွေးခေါ်လဲကျွန်တော်မေးကြည့်တယ်ဖြစ်နိုင်လားဗျဖြစ်နိုင်လားရွေးကောက်ပွဲကြောင့်ရွေးကောက်ပွဲကိုစောင့်နေတာအချိန်ကဥရင်နဲ့တိုင်းတော့ဖြစ်နိုင်လားမဖြစ်နိုင် မဖြစ်နိုင်ဘူးကျန်သူနေတမျိုးကိုကြည့်မှဆိုတာနော်မြေလားအပိလျောက်ကောဟုတ်ကဲ့ကျေးဇူးတင်ပါမဖြစ်နိုင်ဘူးနော်အဲ့တော့မဖြစ်နိုင်ဘူးနော်တဝယ်တိုင်းမှုကိုယ်တိုင်ကလက်စားနေတာတဝယ်တိုင်းမှုကိုယ်တိုင်ကလက်စားနေတာဟွန်းအဲ့တော့ကျွန်တော်လည်းအစကတော့ဒီပုံစံမျိုးကိုသုံးသပ်တာဒါပေမဲ့ကျောင်းမြန်အနေနဲ့ကျွန်တော်တို့ဘတ်ပေါင်းစုံကနေပြီးတော့ကျွန်တော် critical thinking ပေါ့ဗျာနော်ဘတ်ပေါင်းစုံကနေကျွန်တော်ပြန်ကြည့်မယ်ပေါ့နော် ပြန်ကြည့်မယ်ဟိဆိုလို့ရှိရင်စစ်အာဏာကာလုံခေါ်တယ်ဆိုတာပါလေကျွန်တော်မေးကြည့်ရမယ်နော်ကာလုံခေါ်တယ်အဲနိုင်ငံတော်အရေးပေါ်အခြေအနေညင်ညာတယ်တမလားကညင်ညာပြီးတော့ကာလုံခေါ်တယ်ဆိုတော့နိုင်ငံတော်မှာအရေးပေါ်အခြေအနေဖြစ်နေလို့ကာလုံခေါ်တာကာလုံခေါ်ပြီးတော့ကာကွယ်ဦးစီးချုပ်လက်ထက်ကိုအပ်တာကာကွယ်ဦးစီးချုပ်တော့ဘာကြောင့်လက်ထက်ကိုဘာကြောင့်အပ်လဲဆိုတဲ့ခါကျတော့အခြေအနေတွေကစိုးနေတယ် အခြေအနေတွေပုံမှန်ဖြစ်အောင်လုပ်ပေးပါအဲ့တော့အခြေအနေတွေပုံမှန်ဖြစ်တဲ့အခါကျတော့ရှိရင်ရွေးကောက်ပွဲကျင်းပပေးပါနော်ရွေးကောက်ပွဲကျင်းပပေးအဲ့တော့ဘာလို့လဲဆိုအခြေအနေပုံမှန်ဖြစ်တဲ့ချိန်မှာ ရွေးကောက်ပွဲကျင်းပပေးပါဆိုတော့သူ့အလုပ်ကပါလေကာကွယ်ရေးဦးစီးချုပ်ရဲ့အလုပ်ကအခုဝန်ကြီးချုပ်ရဲ့အလုပ်ကပါလေဆိုတော့အခြေအနေတွေပုံမှန်ဖြစ်အောင်လုပ်ရမယ်အခြေအနေတွေပုံမှန်ဖြစ်ဖို့ဆိုလို့ရှိရင်တပုံတွေကိုသူ့ရဲ့အခုအာနာဇက်ရှိတော့နော် စစ်တပ်ရဲ့အာဏာစက်ဒီချိန်မှာအကောင်းဆုံးပဲသဘုံနှိမ်လို့အကောင်းဆုံးချိန်ဒီချိန်မှာအာဏာရှိတဲ့အချိန်မှာနှိမ်နှင်းပေးပါဆိုသူ့လက်ထက်အပ်လိုက်တာသူ့လက်ထက်မှာအခင်ကမှမြန်မာနိုင်ငံကသဘုံကအဲ့လောက်ကြီးမကြံဘူးသူ့လက်ထက်အပ်လိုက်တဲ့အချိန်မှာပိုပြီးပိုပြီးကြမ်းကြမ်းလာတယ်သူ့လောက်ကဒီအချိန်လေးပြီးတော့မှသာလင်ရွေးကောက်ပွဲကျင်းပါမှာအဲ့တော့သူကသူမလုံနိုင်တာဟာသမရမရှိလို့ပါနိုင်ငံတော်အစိုးရမရှိလို့ပါဆိုတဲ့ခါကြတော့အဲ့လိုဆိုလို့ရှိရင်သူ့ကိုအာဏာလွှဲเสียရလို့သလားမလိုဘူးလေနော် သူ့အာနာတဝုဒကလွဲနေတော့မလားပြတမနာအစောစီးစီးတွေကသူ့အတူနေနေမြောက်မင်းနေနေလိုက်ဆိုလို့ပြောမှာပေါ့ဟုတ်တယ်မလားအဲ့တော့ဒါကလည်းတော်တော်လေးကိုပေါ့နော်နှစ်ဖက်စဉ်းစားရမယ့်အတိုင်းဒါလေးရှိလာပါပြီနော်နှစ်ဖက်တိုင်းစဉ်းစားစဉ်းစားရမယ့်အတိုင်းဒါလေးရှိလာပြီစဉ်းစားကြည့်လေနော်ဟိုဒီလိုမျိုးပေါ့နော်ပုံမှန်ချင်းနေပေါ့ပုံမှန်ချင်းနေပြန်ရအောင်လုပ်ပေးပါဆိုတော့သူ့လောက်ကပုံမှန်ချင်းနေပြန်ရအောင်လုပ်အောင်ပုံမှန်ချင်းနေပြန်ရအောင်လုပ်ဖို့ဆိုလို့ရှိရင် AU တိုက်ရမယ် ဒီသဘုံတွေကိုအပြုတ်တိုက်ရမယ်နော်အပြုတ်တိုက်ပြီးပြက်ပြက်တတ်တတ်နေနေရမှာဒါသူ့အလုပ်ဂျန်တဲ့အလုပ်သူ့မှာမရှိဘူးနော်ဂျန်တဲ့ဟိုဘလို့ဟောမဂျန်တဲ့အလုပ်ကိုတောင်းလို့မြောက်လို့တယ်သူ့မှာဘာမှမရှိဘူးနော်ဖရဲတဲ့ကြောင့်ဆိုသူ့အလုပ်မဟုတ်ဘူးသူ့အလုပ်ကပုံမှန်ခြေနေပြန်ရအောင်လုပ်ပြီးတော့ရွေးကောက်ပွဲကျင်းပပေးရမှာအဲ့တော့ပုံမှန်ခြေနေပြန်မရအောင်စုပ်ပြတ်နေတာကိုသူ့တာဝန်လဲသူ့မကြည့်ဘဲနဲ့ရွေးကောက်ပွဲထပ်ကျင်းပပေးဦးမယ်အဲ့တော့အခုမြန်မာပြည်မှာပုံမှန်ခြေနေဖြစ်နေပြီလားအဲ့တော့စဉ်းစားကြည့်မယ်ဟဲ့ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲအစိုးရတက်လာမှသဘောနှိမ်နှင်းနိုင်မယ်ဆိုတာကတော့တောင်ရှောင်မြောက်ရှောင်ပါနော်တောင်ရှောင်မြောက်ရှောင်အခြေအနေကြီးပါအဲ့တော့ကျွန်တော်ပြောရလေသဘောကျတယ်နော်ကျေးဇူးတင်ပါကျေးဇူးတင်ပါအဲ့တော့အဲ့ဒါကတော့ကျွန်တော်အခုအဲ့ကြောင့်မို့လို့ရွေးကောက်ပွဲပြီးတော့မှသဘောနှိမ်နှင်းမယ်ဆိုတာကတော့အဲ့ဒါလုံးဝမဖြစ်နိုင်ဘူးပေါ်ပြီးတော့မှအဲ့ချိန်မှာအဲ့တော့ဆိုလို့ရှိရင်သူ့ကိုဘာဖြစ်အာနာအပ်နေတော့မှလဲကာဝေးဦးစီးချုပ်ကိုဘာကြောင့်မှအာနာအပ်စရာအကြောင်းမရှိတာနော် စောစီးတဲ့တမနာနဲ့တော့ဖြည့်ရှင်းလိုက်နေရတာပဲနော်အခုလိုမျိုးနိုင်ငံကတောင်းကနေဖြစ်တော့မှပြန်ပြီးတော့ဒီအာနာသိမ့်မှုကခြာလက်ရရနေမှာပဲအာနာသိမ့်မှုအာနာသိမ့်မှုတွေကနော်အဲ့တော့အဲ့တော့ဒီတက်တက်မတ်ပါနော်ဟိုသူကိုယ်တိုင်လည်းမနိုင်ပါဘူးမနိုင်ပါဘူးအဘိဒါကတော့တခုပေါ့ဗျာနော်ရေကောက်ပွဲကဖြစ်တယ်ရေကောက်ပွဲကလည်းဖြစ်မှာပါငလင်တော့ကတော့ရုရှားကရုရှားထိုင်းတော့တောင်းနိုင်သေးတာပဲနော် ြောပြီးသားပါတယ် right command လူကြောက်အောင်ပြောနေတာပါအေးအဲ့ဒါကြောင့်မလို့ तू အတုံးမကြတာကိုလူတွေက तू ဘက်ကနေပြီးတော့အဘအဘတိတ်ချစ်တဲ့သူတွေကဘာပြောလဲဆိုတော့ तू အတုံးမကြတာတုံးမကြတာရွေးကောက်ပွဲမရှိလို့ဘာ तू ကအခုချိန်မှာဘယ်လိုခေါ်မလဲဆိုတော့တပုံနေမနေနေဘူးဆိုတာဘယ်လိုခေါ်မလဲဆိုတော့ဒီမြန်မာနိုင်ငံကအစိုးရမရှိဘူးတမနာမရှိဘူးလေအဲ့ဒါကြောင့်မလို့အဲ့ဒါ तू စဉ်းစားကြရမို့ तू လောက်ကဘာလောက်ရမလဲဆိုတော့ तू လောက်ကပုံမှန်ဖြစ်အောင်ပြန်လုပ်ပေးရမယ်နော်နိုင်ငံတော်မှာဒီအချိန်မရှိတယ် ဟိုဥပမာဥပမာဖြစ်ဒါကနဲ့ပတ်သက်လာဟိုဂရိပညာရှင်တွေလက်ထက်ကတည်းကရှိခဲ့တယ်နိုင်ငံကတောင်းကနေဖြစ်တာလို့ရှိရင်မြန်မာဘယ်နိုင်ငံဆိုသူ့နိုင်ငံရဲ့အာဏာကိုအစိုးရလက်ဒီစစ်တပ်လက်ထဲကိုအပိုင်ခွင့်ရှိတယ်ဘလို့အခြေအနေမျိုးဆိုနိုင်ငံရဲ့အရေးပေါ်အခြေအနေကြုံလာတဲ့အခါမှာဒါကျောင်းနိုင်ငံရဲ့အခြေခံဥပဒေမှမဟုတ်ဘူးဟိုအရင်တွေကလည်းဒီမိုကရေစီနိုင်ငံတွေမှာရှိခဲ့တယ်ဥပမာဂျူလီယက်စီဇာဂျူလီယက်စီဇာဆိုရှင်ဒါပဲနိုင်ငံကဒီလိုမျိုးပေါ့ပြည်တွင်းစစ်တွေဟာနိုင်ငံတကာစစ်တွေကြုံလာတဲ့အချိန်မှာ ပါလီမန်တွေကဆွေးနွေးနေရတဲ့နေမဲ့တပုံကနေပြီးတော့နိုင်ငံအောင်တင်းသွားမယ်အဲ့လိုမျိုးဖြစ်မှာဆိုတော့ကျွန်တော်ဒါမျိုးအခြေအနေမျိုးမှာဂျူလီယက်ဆီဇာလက်ထက်ကိုဟိုနိုင်ငံရဲ့အာဏာကိုအပ်လိုက်တယ်သူ့လောက်ကပါလဲဆိုရင်တပုံကိုနှိမ်နှင်းပေးဖို့သူ့အပ်တာအသူ့ကိုဘယ်လိုခမဆိုတော့နိုင်ငံရဲ့ကတိကြောင်လုပ်ဖို့မဟုတ်ဘူးတောင်လက်ညှိုးထိုးမြောက်လက်ညှိုးထိုးမဟုတ်ဘူးအာတကယ်တကယ်ဟာဒီဘယ်လိုခမဆိုလို့ရှိရင်လုံးဝလုံးဝဘယ်လိုဟောမလဲခင်ဗျားတို့ဖုံးတာဖာတာအဘဘောမာတာတွေကတော်တော်ဆိုးတယ် ဂျူလီယက်စီဇာကိုအပ်လိုက်တယ်အပ်လိုက်ဂျူလီယက်စီဇာသူ့လက်ထဲကိုအာနာရောက်တဲ့အချိန်မှာသူ့လောက်ကတပုံကိုနှိမ်နေမို့တပုံကိုနှိမ်နေပြီးတော့နိုင်ငံတော်အာနာကိုပြန်အပ်ဖို့အတားသူ့လို့ဘာကြောင့်လဲဆိုတော့အဲ့လိုအခြေအနေမျိုးလေအလွတ်တော်ကနေတင်သွင်းပါလေဒီဘက်အဆိုပြုပါဟိုဘက်တပုံကနိုင်ငံတော်ကတိုင်နေပြီအဲ့ဒါကြောင့်မလို့သူတို့ဟိုဘယ်လိုဟောမလဲဆိုတော့နိုင်ငံတော်မှာအရေးပေါ်ဥပဒေဆိုတာထားတာနော်အရေးပေါ်ဥပဒေဆိုတာထားတာအခုအချိန်မှာဘယ်လိုခေါ်မလဲ သူကကြတော့ဗာလဲဆိုအရေးပေါ်ဥရိယာသူ့ကိုပေးလိုက်တာတပုတ်ကိုမနှိမ်နှင်းမဲနဲ့တပုတ်ကိုပို့ပြီးတော့ဒီအခြေအနေကိုပို့ဆိုးအောင်လုပ်လာတဲ့အတွက်ကြောင့်မို့လို့ဒါသူဟာလုံးဝမတော်ဝင်မကြည့်ဘူးလုံးဝတော်ဝင်မကြည့်မဲနဲ့ဒီအရေးချင်းပြက်ကွက်ပြီးချွတ်ယွင်းနေပြီဆိုတော့ကျွန်တော်တို့ကသိဖို့လိုတယ်နော်အဲ့တော့စနာကျွန်တော်ပြောသလိုပေါ့နိုင်ငံတိုင်းမှာအရေးပေါ်ဥရိယာရှိတယ်အရေးပေါ်ဥရိယာနော်စစ်တပ်ကအာနာခိတယူလို့ရတယ်အာနာယူပြီးပြန်ပေးရတယ်ဟုတ်လားအဲ့တော့ ရေးပေါ်ဥပဒေရသူဆောင်ရက်ကမှာကပြက်ပြက်တားတားနဲ့အဲ့ချိန်မှာ तू ကတေဆိုတေ तू ကရှင်ဆိုရှင်ရေးပေါ်ဥပဒေနဲ့ तू အကုန်လုတ်ပိုင်ခွင့်ရှိသည်နော်ရေးပေါ်ဥပဒေရနိုင်ငံတစ်ခုရဲ့အခြေအနေမတည်ငြိမ်မှုမှာနော်အားကြောင့်မို့လို့သူ့အာဏာပေးလိုက်တာသူ့လက်ထက်မှာတော့မှမလုံနိုင်တာတကယ်တမ်းဒီမိုကရေစီအစိုးရတွေနဲ့သမရစီပြန်ပြီးတော့အာဏာလွှဲအပ်လိုက်တဲ့အချိန်မှာနော်ဟိုအစိုးရလက်ထက်နဲ့အာဏာလွှဲတဲ့အချိန်မှာပို့ပြီးဆိုပြီးဘာမှလုပ်လို့မရဘူးလွတ်တော်မှာရွေးနေပြောနေဆိုနေရတဲ့နေမဲ့တပုံကဒီထက်ပို့ပြီးတော့နိုင်သွားအောင်မယ် ဟုတ်လားအဲ့တော့တပုံကတီးတဲ့ပို့ပြီးတော့မှဟိုဘယ်လိုမှမဆိုရှင်အရှိတိုးလာအောင်မယ်အဲ့တော့ဒီလိုချင်းနေမျိုးစီရေးဆောင်ရွက်ဖို့ဆိုတာကာကွယ်ဦးစီးချုပ်လက်ထက်ကနေ special လောက်ကမယ်အချိန်မှလောက်ကမှာပေါ့နော်အဲ့အားလေးကိုကျွန်တော်အဓိကပြောချင်တယ်အဲ့တော့ခင်ဗျားတို့အားလုံးလည်းအတွေ့အမြင်တွေကနှစ်ဖက်သုံးဖက်ကြည့်ပေါ့ဗျာနော်ခင်ဗျားတို့အမြင်ဘက်ဖြစ်တဲ့ဟာဦးမင်း online ကြီးကဒီ performance တော့ဒီခြေဦးနဲ့ ခြေဦးနဲ့တည်းအာနာထိန်းတဲ့အတွက်ကြောင့်မလို့သဘုံတွေကိုမနှိမ်နှင်းတာအာသူကရွေးကောက်ပွဲကျင်းပပြောလို့ရှိရင်ရွေးကောက်ပွဲနဲ့အတူတူနှိမ်နှင်းတော့မှာရွေးကောက်ပွဲနဲ့အတူတူပေါ့ဗျာနော်ဒီသမလာတက်လာရင်ဟလားဆိုးရတက်တက်လာရင်နှိမ်နှင်းတော့မှာပိုးတော်ဆိုးမယ်အဲ့ဒါပိုးပြီးတော့မဖြစ်နိုင်သေးတဲ့အခုလိုမျိုးသူကတေးဆိုတေးရှင်းဆိုရှင်းအကုန်လုံးကိုတခွန်းနဲ့နဲ့အေးပေါ့မိတ်ဆိုပြီးတော့လှုပ်လို့ရတဲ့အချိန်မှာတော့မှာပဲသဘုံကိုမနှိမ်နှင်းနိုင်လို့ရှိရင်ခင်ဗျားတို့ဒီ အဲဘယ်ခေါ်မလဲရွေးကောက်ပွဲပြီးမှဆိုရင်သွားပြီးသွားပြီးမြန်မာနိုင်ငံလုံးကဒီဘယ်ခေါ်မလဲဆိုတော့အခြေခံဥပဒေကြီးကကန့်လန့်ဟုတ်လားနောက်တစ်ခါဒီဘယ်ခေါ်မလဲတိုက်ခံကကန့်လန့်အားလုံးကကန့်လန့်သူကအရေးချင်းမရှိသွားပြီးနိုင်ငံနိုင်ငံဆက်လက်ပြဖြစ်ဖို့ပဲရှိတယ်ခွေးဖြစ်ဖို့ပဲရှိတယ်နော်အဲ့ဒါကျွန်တော်ခင်ဗျားတို့သိစေချင်တယ်နော်အဲ့လေအဲ့လေအဲ့လေသိသိကျင်တာပါဟုတ်ပြီဒီနေ့ကတော့ခင်ဗျားတို့ကျွန်တော်တို့ဒီလောက်မှပဲရကြအောင်လာချင်တယ်เนาะအဲ့ဒါကတော့အခုကျွန်တော်စေရေးအဖြစ် ဒီဘက်မှာနေလို့အမှန်တရားပြောရဒါမှန်တာပေါ့နော် peace for a နဲ့ဆွေးနွေးပွဲတွေလုပ်တာတဲ့တိုင်းပြည်အတွက်ဘာအကျိုးကျေးဇူးတွေရလာနိုင်တယ်လဲဗျာအ peace for a ပေါ့နော်အာဘယ်လိုခေါ်မလဲငင်းငယ်ဆွေးနွေးပွဲတွေလုပ်တာကအသိကိုကောင်းပါတယ် channel တစ်ခုရတယ်နိုင်ငံရေးဘောင်တစ်ခုကိုရတယ်နော်အဲသို့ပါတော့လည်းပဲကိုယ့်ချင်းချင်းအစုအဖွဲ့ချင်းချင်းကြားထဲမှာငင်းချမ်းနေလို့မရဘူးနော်အဲ့ဒါကဘာနဲ့အလားတဏတူလဲဆိုတဲ့ခါကျတော့အသွင်တူတူတွေစုပြီးတော့ တင်းပြောတာတဲ့ဘာမှမကွာဘူးအဲ့ဒါကြောင့်မလို့ငင်းငယ် foreign တွေကလုတ်မိဆိုရင်တော့မငင်းချမ်းတဲ့သူတွေအားလုံးပါဝင်မှသာယုတ်တိရှိပါလိမ့်မယ်နော်အဲ့တော့ငင်းချမ်းမငင်းချမ်းတဲ့သူတွေပေါ့ဗျာဥပမာဖြစ်ခင်ဗျားတို့ငင်းငယ်ကြီးကျန်တဲ့နေရာမှာနိုင်ငံကြီးတိုင်းတာတော့ကျွန်တော်မသိသေးဘူးဒီပေါ့ဒီအချမ်းဖတ်အုပ်စုတွေအကုန်လုံးအကုန်လုံးကလည်းငင်းချမ်းညင်မှရမယ်အခုကပါလဲဆိုတော့ကိုတစုတစ်ဖွဲ့လောက်စုပြီးတော့ထိုင်စကားပြောတော့ငင်းငယ်ကြီးဆွေးနွေးတယ်မဟုတ်လीနော်အဲ့တော့ကိုတစုတစ်ဖွဲ့လောက်စုစုဆွေးနွေးလို့တော့မရဘူးကြည့်ရတယ် ပြည်သူတွေခွေးပြစ်တော့မှာဘဘုန်းကမြရဒီရွေးကောက်ပွဲပြီးသွားလို့သူတမနာဖြစ်တယ်ဒီတဘုံဝင်နေနိုင်စီစီရေးပူတော်ဆူသွားပူတော်မှလောကကံရခတ်သွားအောင်เนาะပူတော်မှပူတော်မှဒုက္ခရအောင်အခုတော့မှမရရင်ဘာမှလုပ်လို့မရအခုသူ့လက်ထက်မှာတေဆိုတေရှင်းဆိုရှင်းဆိုတဲ့အမိန့်ကိုသူရထားပြီလားသူလိုအပ်လို့ရှိရင်ညာသူ့ဥမာပြေနာဆာကဥက္ခရရဲ့လိုအပ်လို့ကြိုက်တဲ့ဝင်ကြီးကိုကြိုက်တဲ့လိုလဲပလိုက်လို့ရတာဗျာ နော်ကြိုက်တဲ့သူကိုကြိုက်လို့လုပ်လို့ရတယ်သူ့လက်ထဲမှာသေစသေရှင်းလို့ရှင်းကုန်ရအာနာ၃ရက်လုံးရတာအဲ့တော့ဒီချိန်မှာတော့မလုံနိုင်တဲ့သူတယောက်ကနော်အခုရွေးကောက်ပွဲပြီးသွားလို့ရှိရင်သူတမနာဖြစ်သွားလို့ရှိရင်နော်တမနာမှာဘာအာနာရှိမလဲနော်တမနာမှာအုပ်ချုပ်ရေးအဲ administration အာနာရှိမလဲနော်ဟုတ်ပြီလားကျန်တာပါရှိတယ်တရားဥပဒေပြည့်ရေးအာနာဥပဒေပြည့်ရေးအာနာလွတ်တော်ပါရှိမလဲနော်အုပ်ချုပ်ရေးတရားစီရင်ရေးတရားစီရင်ရေးမှာလည်းသူကမရှိဘူးနော်အဲ့နောက်ထပ် ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အုတ်ချုပ်ရေးမှလည်းအုတ်ချုပ်ရေးမှပဲရှိတယ်နော်ကြံတဲ့ဒီဥရီပြည်ရေးမှလည်းသူတော့မရှိဘူးအဲ့ဘယ်လိုလုပ်မလဲအခုမှသူ့လက်ထက်မှာအာနာကြီး၃ရက်ရှိတော့မှသဘုံကိုမနေနိုင်နိုင်တော့ခင်ဗျားတို့သွားတယ်သူ့လက်ထက်မှာတခုလည်းရှိတဲ့အချိန်မှာဘာလုပ်လို့မရတော့နော်ပို့ဆိုးဖို့ပဲရှိမယ်ဟုတ်လားအခုကလေးကသမီးရဲ့တောက်ကျင့်ပြီးတော့အဟောင်းသာကျင့်ထားတာကောင်းပါဒီရေကောက်ပွဲဖြစ်လာမှထင်တာရေကောက်ပွဲကဖြစ်မှာပါရေကောက်ပွဲက အေးပါလေကျွန်တော်ကလည်းတစ်ဖက်သက်ကြီးစဉ်းစားရလို့မကောင်းဘူးနော်ရွေးကောက်ပွဲကအလုပ်တော့ကောင်းပါလားအဲတူပါတော့လည်းပဲသူ့တက်ဖို့ကောင်းနေရတော့အမှန်ပဲဟုတ်ပါပြီအဲ့တော့ကျွန်တော်ဒီ like လေးလဲအောင်စမ်းဒီမင်္ဂလာညချမ်းပါကောင်းအောင်နဲ့မင်္ဂလာပါမင်္ဂလာပါဟုတ်ပြီကျွန်တော်တို့ကအရှိတ်ဆက်ပြီးကျွန်တော်က Israel Palestine အဲ Israel နဲ့ Iran အကြောင်းလဲကျွန်တော်ပြောချင်တာဗျာလေးလားတူပါတော့လည်းအချိန်ကတော့ပြချက်ဆက်နားထောင်နေသေးလား စနားထောင်ကျင်အစ္စရေးနဲ့အီရန်ကြောင်းနားထောင်ကျင်သလားဟိုတုံးသက်တဲ့တုံးသက်ချက်လေးပေါ့နော်နားထောင်နိုင်သေးလားအင်္ဂလာပါဗျာအင်္ဂလာပါအင်္ဂလာပါနားထောင်တာပေါ့လေနားထောင်မယ်နားထောင်မယ်နားထောင်မယ်နေရာပဲရှိရနော်နားထောင်လို့ဆိုလို့ရှိရင်ကျွန်တော်လိုက်ချတာပဲနော်နားထောင်နားထောင် နားထောင်မယ်နားထောင်မယ် yes နားထောင်ခြင်းပါလေ is train at iran เนาะအဓိကတော့ဗျာအခုကျွန်တော်ကဘယ်ဟာကိုအဓိကထပ်ချပြီးဆွေးနွေးနေတာခါကြတော့ Israel ကလည်းဒီတိုက်ပွဲမှာသူနိုင်ပါတယ်ဆိုပြီးသူပြောတယ်ပေါ့နော် Iran ကလည်းသူနိုင်ပါတယ်ဆိုပြီးသူပြောတယ်ပေါ့နော် American ကလည်းသူအောင်မြင်ပါတယ်သူပြောတယ်ဒီအောင်မြင်မှုမှာထိခိုက်မှုအတိုင်းအတာအနေနဲ့ဘယ်သူကအဓိကအောင်မြင်သွားသလဲဘယ်သူကဘယ်လိုခေါ်မလဲဆိုတော့ဒီအောင်မြင်မှုကိုကျွန်တော်အဓိကဆွေးနွေးနေတာပါ တို့ပါတော့လည်းပဲကျွန်တော်တို့ဒီနေ့ဒီလောက်မှာပဲကျွန်တော်ရက်ကြဆိုနော်နောက်မှာအေးစေးကျွန်တော်တို့နောက်နေ့မှာကျွန်တော်တို့ဒီထက်ပိုပြီးတော့အာတကယ်ဆွေးနွေးမှုအနေနဲ့ daily update ပေါ့တကယ်ဟိုလိုခေါ်မယ်မြေပြင်သတင်းရင်းမြစ်တွေနဲ့ကျွန်တော်အသုံးသက်ချက်တွေနဲ့နော်နိုင်ငံအသုံးသက်ချက်လေးတွေကျွန်တော်ဆက်လက်ပြီးပြောသွားပါမယ်နော်ဟုတ်ပါလားအေးစေးကြရင်ကျွန်တော်ဆက်လက်ပြောအောင်ဟုတ်လားကျွန်တော်ဒီနေ့ချိန်တော့ပဲရှိလို့ပါကျေးဇူးတင်ပါ